ဒူဝခရိုင်တွင်နိုဘာလ22ရက်နေ့တရက်တည်းမှာပဲအာဓမစစ်မှုထမ်းစူဆောင်းခံရသူ၈ဦးရှိတယ်လို့မြို့ခံခီးတော်တွေစစ်မှုထမ်းစူဆောင်းခံရသူတွေရဲ့မိသားစုဝင်တွေနဲ့နှိဆက်သူအချို့စီကသိရပါတယ်။နိုဘာလ22ရက်နေ့မနက်6နာရီကစလို့ဒူဝမြို့ဝေထရက်ဂိတ်တွေဖြစ်တဲ့ကမြုတ်ကြီးတရားနဲ့ပေါက်တိုင်းတရားစစ်ဆေးဂိတ်တွေမှာလောင်းလုံးတဲ့တရချောင်းမျိုးနယ်တွေကနေဒူဝမြို့ကိုလာတဲ့ဒေသခံခီးတော်လူငယ်မျိုးသားတွေကိုအာဓမစစ်မှုထမ်းစူဆောင်းဖမ်းဆီးခဲ့တယ်လို့ဒေသခံခီးတော်အချို့ကပြောပါတယ်။ ကမြိုကိဒရာစစ်စီဂိတ်မှာလူငယ်၄ဦးနဲ့ပေါတိုင်းဒရာစစ်စီဂိတ်မှာလူငယ်၄ဦးဖမ်းဆီးပြီးစစ်မှုထံစုဆောင်းခဲ့တာဖြစ်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့မိသားစုနဲ့နှိဆက်သူအချို့ကအဆိုပါတယ်။အဲ့ဒီလူငယ်၈ဦးထဲကအများစုဟာဒူဝဲမြို့ပေါ်မှာနေစာအလုပ်သွားလုပ်ကြမဲ့သူတွေဖြစ်ပြီးတချို့ဟာရွှေ့ပြောင်းလုပ်သားတွေဖြစ်တယ်လို့စုံစမ်းသိရပါတယ်။ စစ်မှုထမ်းပြင်ဖန်ဆီးဆူဆောင်းခံရတဲ့အကြောင်းကိုတော့အဲ့ဒီလူငယ်တွေကသူတို့ရဲ့မိသားစုဝင်တွေစီကိုဆက်သွယ်ကြောက်ကြတာကြောင့်သိရတာဖြစ်တယ်လို့ဖန်ဆီးခံရတဲ့လူငယ်အချို့ရဲ့မိသားစုဝင်တွေနဲ့နှိဆက်သူတဦးကပြောပါတယ်ကမြိုကင်းတရာစစ်စေးကိမှာအခုနှစ်ဇူလိုင်လကစပြီးနိုဝင်ဘာလအထိ9လအတွင်းစစ်မှုထမ်းအဖြစ်အာဏာဖန်ဆီးဆူဆောင်းခံရသူလူငယ်35ဦးထွန်းမနေရှိလာတယ်လို့ Dual Watch ကပြုစုထားတဲ့မတန်းတွေအရသိရပါဗျ။ ဒါအပြင်စင်နာရှိတက်ဟာနိုဝင်ဘာလ10ရက်နေ့မှာလဲဒိုဝဲမြို့ပြင်မှာလူငယ်12ဦးကိုအာဓမစမှုထံအဖြစ်ဖမ်းဆီးဆူဆောင်ခဲ့ပါသေးတယ်။စင်နာရှိတကစစ်မှုထံတင်တဲ့အမတ်စင်19ကိုမြန်မာနိုင်ငံတဝမ်းမှာရှိတဲ့တက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်တီတီရဲ့တင်တဲ့အကြောင်းတွေမှာနိုဘာလ18ရင်းနေမှာစတင်ဖွင့်လှစ်ခဲ့တာပါ။